မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24ရက်နေ့အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မသားဝယ်ရအမွေချိန်များမှာမရယာမြို့မှာ တိတသမ89လက်မကတာမြို့မှာတိတသမ85လက်မကံကြီးထောင်းမြို့မှာတိတသမ9လက်မရွာငန်းမြို့မှာတိတသမ61လက်မ နောင်ချိုမြို့မှာတိတ္တသမ26လက်မတာပေါင်းမြို့မှာတိတ္တသမ1နှစ်လက်မပသိမ်ကြီးမြို့မှာတိတ္တသမ36လက်မမိတီလာမြို့မှာတိတ္တသမ3နှစ်လက်မရမဲသိန်းမြို့မှာ3တသမ68လက်မနဲ့စကိုင်းမြို့နယ်ပြီးလင်းမြို့တို့မှာ3တသမ64လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနားရီခွဲအချိန်မိုးလေဝသကြိုတို့မှာဖြန့်ယူရရှိတဲ့ပုံအရကပလီပင်နယ်ပြင်တောင်ပိုင်းနဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနေပြီး ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်မင်းကလာပင်လယ်အရိုးမှာတင်းနေငယ်မှာတည်တင်းတင်းဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတည့်ရနေငယ်မှာတည့်အသင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြ ဒေဗီအားတူမြင်းပုံစံအရာမြမကန်ယူနယ်တျှောက်မောင်းမုတ်တုံလေးအာနေနေပါတယ်အနောက်တောင်မုတ်တုံလေးမြမနိုင်ငံမြဝကျွန်းမော်ဒေသများမှာဆုတ်ခွာတဲ့အခြေအနေအနောက်တောင်မုတ်တုံလေးဟာမင်္ဂလာပင်လယ်ရောအရှေ့မြောက်ပိုင်းအရှေ့အလယ်ပိုင်းနဲ့မြန်မာနိုင်ငံမြဝကျွန်းမော်ဒေသများမှာဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်။မင်္ဂလာပင်လယ်ရောအခြေအနေကတော့မင်္ဂလာပင်လယ်ရောအရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတည်ရနေငယ်ဖြစ်ထွန်းနေပြီ ကပ်ပလီပင်နေပင်နေကျမ်းမင်္ဂလာပင်လယ်တို့မှာမုတ်တုံလေးအားနေနေပါတယ်မြမပင်နေပင်မှာလိုင်းနေငယ်မှာလိုင်းအတင်းတင်းရှိပါမယ်လိုင်းမြမမြမကံယူတဲ့တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာ၄ဘီမှာ၆ဘီခန့်ရှိနိုင်ပါတယ်မနှက်ပြန်မနှက်အထီးခက်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားချင်းပြည်နယ် အင်အာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြမိုးထစ်ချုံရွာပါမယ်အခုဆက်လက်ပြီး နှစ်ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကို တင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ပြန်မနက်အထိမိုးလေဝသအခြေအနေခံမှန်းကြမှာနေရာကကြမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆဲစီယံ95ဒီဂရီဖာရင်ဟိုက်နေအနိမ့်ဆုံးအပူချိန်မှာ25ဒီဂရီဆဲစီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ပြန်မနက်အထိမိုးလေဝသအခြေအနေခံမှန်းကြမှာလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲစီယံ63ဒီဂရီဖာရင်ဟိုက်နဲ့ အနိုင်ဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။